တော်တော်လေးအောင်မြင်နေပြီပဲငါဝင်ငွေလေးလည်းမစိုးပါဘူးပေါ့နော်အဲငါလည်းတော်တော်လေးလဲရှာဖွေနိုင်နေပြီပဲပေါ့နော်အဲဒီလောက်လောက်ရနေလဲမစိုးပါဘူးဆိုတော့အတွေးမျိုးလေးနဲ့ကိုရီးယားလေးနေတတ်ကြတယ်ပေါ့နော်ပြီးအာသူနဲ့ကိုနဲ့တိုက်မတူပါဘူးအေးဆေးပါပေါ့ Facebook တွေကြီးပဲတုံးနေမဲ့အစား LinkedIn လိုမျိုးဒီလို conference တွေ workshop တွေကိုလာရဲဆိုတာတာမန်လူတွေတော့မလာဘူးလေဘားတွေ club တွေပဲအများနဲ့တွားနေတဲ့လူတွေတော့မလာဘူး လုံးမဲမင်္ဂလာပါရှင်ပြီးခဲ့တဲ့အပတ်ကအဲစုပြောခဲ့တဲ့ခေါင်းစဉ်လေးနဲ့နည်းနည်းဆက်ဆက်တာပေါ့နော်အဲပို့တော်ခြင်းကိုထက်ပို့တော်တဲ့ပတ်ဝန်းကျင်မှာနေရမယ်ပေါ့နော်အဲ့လိုလူတွေတဲ့ပို့ဖို့ကိုဝန်းရံထားမယ်ပေါ့တိဆောက်ထားရမယ်ပေါ့အဲ့တော့အဲ့လိုမျိုးဖြစ်ဖို့ကလေလူတွေကသူတို့ပါအပါဝင်ပေါ့နော်ကိုကိုကိုနည်းနည်း ဘယ်လိုပြောမလဲတက်တောင့်တက်တာတွေးပေးကြတာပေါ့နော်အာဘယ်လိုခေါ်မလဲ affinity bias ခေါ်မလားစိတ်ပိုင်းဆိုင်ရာအရာကိုကိုကိုအဲ short ပြီးတွေးပေးတာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဥပမာအဲငါတော်တော်လေးအောင်မြင်နေပြီပဲငါဝင်ဝင်လေးလည်းမစိုးပါဘူးပေါ့နော်အဲငါလည်းတော်တော်လေးလည်းရှာဖွေနိုင်နေပြီပဲပေါ့နော် ဲ့လိုမျိုးလေးကိုကိုကိုတက်တောင့်တက်တာတွေးပြီးတော့အဲဒီလောက်လောက်ရနေလဲမစိုးပါဘူးဆိုတော့အတွေးမျိုးလေးနဲ့ကိုရီးယားလေးနေတတ်ကြတယ်ပေါ့နော်ပြီးရင်ကိုနဲ့တူသူတွေရဲ့ဈားထဲမှာပဲတက်တောင့်တက်တာနေရကိုနဲ့တူသူတွေဆိုတာကဥမာအတွေးခေါ်တူတဲ့လူအလုတ်ကင်တူတဲ့လူအမ်ဝင်ဝေတူတဲ့လူပေါ့နော်အကြံဉာဏ်အပြင်ပေါ့စိတ်ပိုင်းဆိုင်ရာကိုယ်ကွန်ဖော့ပေးနိုင်တဲ့လူတွေနားမှာပဲကိုကိုကိုဒီလေးရှိကြတယ်ပေါ့နော်ဒါမှကိုကိုကိုလည်းအဆင်ပြေနေတယ်လို့တွေးလာမှာပေါ့နော် အဲ့တော့ပြီးတော့နောက်တစ်ခုကကြတော့အဲကို့ထက်သားတယ်လို့ထင်တဲ့လူတွေနဲ့ကိုကအနည်းကမနေခြင်းဘူးပေါ့နော်။ဘာဖြစ်လဲလဲဆိုတော့ကိုယ့်ရဲ့မတိစိတ်ကနေပြီးတော့အဲဘယ်လိုပြောမလဲ။မနာလိုစိတ်ရှိတာပေါ့နော်။သူတာနေပါတယ်ဆိုတော့ကိုကလက်မခံနိုင်ဘူးဖြစ်နေတာပေါ့နော်။အဲ့တော့ဟိုလက်မခံနိုင်ဘူးပြီးရင်သူဘာကြောင့်တာတယ်ဆိုတော့လည်းစက်မတွေးချင်တော့ဘူးပေါ့နော်။ ဟာလက်ခါပါပေါ့နော်ဥပမာအဲဖားရပြီးတော့တက်လာတာတို့အကြမ်းမြင်အဖြစ်ပြောပါတယ်အဲ background အဲ့လိုရှိမှတော့အဲ့လိုဖြစ်ပြီးပေါ်တော့အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကို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 ဆက်တွေးခွင့်မပြုတော့ဘဲနဲ့အဲ့ညမှာရင်ကိုကိုကို close လုံးချပလိုက်တာပေါ့နော် comfort ကိုပါကိုဆက်တွေးရင်ခေါင်းစားတော့မယ်လေခေါင်းစားတော့မယ်ဆိုတော့ကိုပါကို comfort zone ထဲမှာပဲဆက်နေပြီးတော့အာသူနဲ့ကိုနဲ့တိုက်မတူပါဘူးအေးဆေးပါပေါ့အဲ ဆိုပြီးတော့ကိုနဲ့အတွေးခေါ်တူတဲ့အဲလူတွေကြားထဲမှာပဲကိုပါကိုပဲဆက်ပြီးတော့หนีလိုက်တော့တာပေါ့နော်အဲ့တော့ဆူရုကဒီနေရာမှာပြောချင်တာက ကိုကတကယ်ကြီးကိုအောင်မြင်တိုးတက်ချင်တဲ့လူအဲကိုကတကယ်ကြီးကို financial freedom ဖြစ်ချင်တဲ့လူဆိုလို့ရှိရင်ကိုထက်အောင်မြင်တိုးတက်ပြီးတော့တကယ်ကိုကိုထက်အဲကြီးပွားချမ်းသာနေတဲ့လူတွေဘလို့ကြောင့်အောင်မြင်နေကြလဲဘလို့ကြောင့်ကြီးပွားချမ်းသာနေလဲဆိုတာကိုအမှန်တကယ်တော့ လေးလာဆန်းစစ်ဖို့လိုတယ်ပေါ့နော်ကွက်တီပုံတူကူရမယ်လို့မဆိုလို့တော့ညာလေ तू ဘာကြောင့်ဒီလို ဖြစ်လာတယ် तू ဘာကြောင့်ဒီလိုဖြစ်နေတယ်ဆိုတာကိုကိုကလုံးဝလောကိုကလေးလာတင်တာပေါ့နော်လေးလာတဲ့နဲ့ဥပမာဆိုရင်အဲကိုနဲ့အနီးအနားမှာမရှိတဲ့လူဆိုလို့ရှိရင်လေသူ့ရဲ့ biography တွေသူ့ရဲ့အကြောင်းလေးတွေကိုကိုက positive way နဲ့လေးလာသင်ယူသင်တာပေါ့နော် မဟုတ်ဖဲနဲ့အဲဟိုကို့နားမှာရှိတဲ့လူဆိုရင်လည်းသူနဲ့စကားပြောကြည့်သူ့ရဲ့အတွေးခေါ် idea လေးဘယ်လိုရှိလဲဆိုတော့ကိုကလေ့လာကြည့်တဲ့အခါမှာသိသွားနိုင်တယ်ပေါ့အဲ့တော့ကိုကရေအိုင်ထဲကဖားဖြစ်နေနေမလားဒါမှမဟုတ်ရင်ပင်လယ်ကြီးထဲကိုပင်လယ်ကြီးထဲမှာဆွန်းဆွန်းဆာဆာနဲ့ခူးပို့ပြီးတော့ကျယ်ဝန်းတဲ့အမြင်ရှိတဲ့ area မှာပို့ပြီးတော့ဟိုဘယ်လိုပြောမလဲကြီးပွားရှင်တယ်မလားဆိုတာကိုရဲ့ရေးချယ်မှုဖြစ်သွားပါတော့ အဲ့တော့နောက်တစ်ချက်ကအဲ့လိုပို့တော်တဲ့သူတွေနဲ့ပို့ပြီးတော့အောင်မြင်နေတဲ့လူတွေနဲ့ဘယ်လိုနေရာမှာတွေ့ရမှာလဲဆိုလို့ရှိရင်နံပါတ်1ကတော့ professional online ကွန်ရက်တွေကနေလည်းတွေ့လို့ရတယ်ဥပမာ Facebook တွေကြီးပဲတုံးနေမဲ့အစား LinkedIn လိုမျိုး professional web page တွေ professional page တွေကိုတုံးတင်တယ်ကိုကိုကိုလည်း upgrade လုပ်တင်တယ်ပြီးရင်ဒီ professional page တွေအနေပြီးတော့လူတွေရဲ့ post တွေကိုလည်းကိုက study လုပ်တင်တယ်သူဘလို့သူ့ရဲ့ career growth တိဆောက်သွားလဲဆိုတာမျိုးပြီးရင်နောက်ပြီးတော့ conference day group activity day workshop the ulat tat tin အဲ့လိုမျိုးတွေတက်ချင်းအဖြစ်ဩလူတွေဘာလုပ်နေသလဲပေါ့နော်ဒီလို conference တွေ workshop တွေကိုလာရဲဆိုတာတာမန်လူတွေတော့မလာဘူးလေဘားတွေ club တွေပဲအများနဲ့သွားနေတဲ့လူတွေတော့မလာအောင်ဒါပေမဲ့ doesn't mean that ဘားတွေ club တွေသွားရဲဆိုတိုင်းလည်းမအောင်မြင်တဲ့လူတွေလို့ဆိုလိုတာမျိုးမဟုတ်ဘူး entertainment အနေနဲ့သွားတဲ့လူတွေရှိရဲတခါတလေမှ networking ရသွားတဲ့လူတွေရှိရဲဒါပေမဲ့ကိုယ့်ကိုယ်ကိုပို့တော်တဲ့လူတွေနဲ့ definitely တွေ့နိုင်တဲ့နေရာသည် conference တွေ workshop တွေမှာဖြစ်တယ် ပြီးတော့နောက်တစ်ခုကကိုယ်မှာ mental ရှိဖို့လိုအပ်တယ် mental ဆိုတာကကိုယ့်ရဲ့ဘယ်လိုပြောမလဲ career ကို build တဲ့နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတွေးခေါ်ကိုပြုပြင်နေနေကိုစဉ်းစားတွေးခေါ်မှုကိုချဲ့တဲ့နေရာမှာပဲဖြစ်ဖြစ်ကောင်းကောင်း guideline ပေးနိုင်တယ်လို့လိုအပ်တယ်ကိုယ့်သားမှာအာဥပမာကိုယ့်ကိုအများနဲ့မြှောက်ပြင်ပြောဆိုနေတယ်လို့ဟာမင်းအစိမ့်နဲ့ကွာဒီလောက်တော့မဖြစ်သင့်ပါဘူးလို့မင်းအစိမ့်နဲ့ကွာဒီလောက်တော့ ဒီလောက်ကလေးပဲလုံနေလို့တော့ဘယ်တဲ့တော်မှာလဲအဲ့လိုမျိုးမြှောက်ပြန့်ပြောဆိုနေတဲ့လူတွေမျိုးမဟုတ်တဲ့ကိုယ့်ကိုအမှန်တိုင်းဝေဖန်သုံးသပ်ပြနိုင်တဲ့ mentor လည်းရှိတင်တယ်အဲ့လို mentor ကလည်း area ဆုံး career ဆုံး professional ဆုံးကလည်းဖြစ်ရင်ပို့ပြီးတော့ကောင်းတယ်အဲ့တော့ mentorship program တွေကိုလည်းကိုကလိုအပ်မယ်ဆိုရင် create လုပ်တဲ့နဲ့ join ပြီးတော့ join တဲ့နဲ့ပြီးတော့ dinya ma a ye ji le so don't wish it was easier but no wish you were better bo ko take lo ပို့ပြီးတော့ battle ဖြစ်ချင်တယ်ပို့ပြီးတော့ growth ဖြစ်ချင်တယ်ဆိုလို့ရှိရင်သူတို့ကဘာလို့ရမလဲဆိုလို့ရှိရင်လွဲကူရိုးရှင်းနေပြီဆိုရင်ဒါဟာပိုကောင်းတဲ့အရာမဟုတ်ဘူးဆိုတာသိကြတယ်အဲ့တော့ definitely သူတို့အားလုံးဟာ comfort zone တွေကထွက်ဖို့လိုအပ်တယ်အဲ့ comfort zone တွေကထွက်ဖို့လိုအပ်တယ်ဆိုတာတယောက်နဲ့တယောက်မတူနိုင်ဘူးတယောက်နဲ့တယောက် objectives မတူဘူး career objectives မတူ financial objectives မတူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတွေကကိုကိုကိုရဲ့ objectives အရာ ကိုရဲ့ career ကိုယ့်ရဲ့ဒီ network ကိုပေါ့เนาะ build လုပ်ရမယ်ပေါ့တစုံတရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်